2025ခုနှစ်ဧပြီလ26ရက်ဒီနေ့စနေနေ့အတွက်ခொနည်းသားမီးအလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ကတော့ခွနှစ်ခွက်ကတင်ကြတာနမိတ်ဖြစ်ပါတယ်။ကောင်းသောကံတရားခွင့်ရေးတွေရပါလိမ့်မယ်။ခொနည်းသားမီးတွေအတွက်ဆက်တူကိစ္စ၊ဆိုင်ကိစ္စ၊အလုပ်စီးပွားတဲ့ကိစ္စ၊ခရီးကိစ္စတွေအတွက်အောင်မြင်ပါလိမ့်မယ်။ရင်းဆက်ပစ္စည်းအဖို့တံပစ္စည်းအပြောင်းအလဲအသစ်ဝင်ပါလိမ့်မယ်။ ဒီလိုလေးမျိုးမှာကန်တရားကကိုယ့်ကိုအထောက်ပံ့အထူးပေးဖို့လိုတဲ့ဆိုရင်တော့နီးစတဲ့ခလေးတယောက်ကိုအဝါရောင်ပါတဲ့အင်ဂျီလေးလက်ဆောင်ဝယ်ပြလိုက်ခြင်းအပြင်ကန်ထူးကန်ဆွမ်းကောင်းကျိုးချမ်းသာရပါလိမ့်မယ်ဒီနေ့မှာမိရှုတန့်စဉ်ဖွားမြင်ကြတဲ့ရင်သွေးရနာရီတွက်ကတော့စနေနေ့ဘွားမဟာဘုတ်ဗေဒနိယအထွန်းဘွားဇာတာရှင်များဖြစ်ပြီးတော့ငယ်စဉ်မှာခက်ခဲတော်လဲထွန်းပေါက်အောင်မြင်ကြီးပွားချမ်းသာမဲ့ရင်သွေးရနာများဖြစ်ကြအောင်နမိတ်ကောင်းဖတ်လိုက်ပါရခင်ဗျာဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ဖြစ်ပါစေဒီနေ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတဲ့ကလမ်းညွှန်မယ်ဆိုရင်တော့ ဆန်စီစဆေးယသိဧကလေးမျိုးကိုနီးစပ်တဲ့သီလရှင်ဆရာလေးတွေကိုလှူဒါန်းနိုင်ခြင်းအပြင်ကန်တရားရဲ့အထောက်ပံ့ကောင်းတွေထူးထူးခြားခြားရပါလိမ့်မယ်ခင်ဗျာဒီနေ့တည်းအကျိုးပေးစုံမကနန်းကတော့နှစ်ကနန်း၉ကနန်းဖြစ်ပြီးတော့မိတ်ဆွေတို့ကငွေကန်ကောင်းမလို့တည်းဆိုတော့နီးစပ်တဲ့ထိမ်မင်ထမ်းမင်နှင်းစီပန်းမင်ကိုရေလောင်းပြီးတော့ဆူတောင်းလိုက်ခြင်းအပြင်ငွေကန်ကောင်းပါလိမ့်မယ်ခင်ဗျာဒီနေ့တည်းစတိုးဆိုင်တွေကုန်းစုံဆိုင်တွေလဖိတ်ဆိုင်တွေစားတောက်ဆိုင်တွေရောင်းပန်းသာဝယ်ပန်းလှဖို့အတွက်ကတော့စိုက်ရှိမျက်နှာသာကို အချိုရင်နဲ့ငယ်ပက်ပြန့်ပြီဆူတောင်းလိုက်ခြင်းအပြင်ရောင်းပန်းတာဝယ်ပန်းလှပါလိမ့်မယ်ထို့အတူအမှုအခင်းကြုံနေရသူရှိရဆိုရင်တော့အမှုကြုံနေရသူရဲ့အမိကိုဘူးဒီတလုံးပါရေးပြီးတော့တီလာချင်းဆရာလေးတစ်ပါးပါကိုလောင်းလှူလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေရသူရှိရဆိုရင်တော့ကျမ်းမာရေးညံ့သူအတွက်ဓာတ်စာဖြစ်နေဒီလိုနည်းမျိုးမှာမြေပဲလေးနဲ့ငယ်စပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအခြေအမြတိုင်းအိမ်တော်ကြီးကိစ္စတွေအစဉ်ပြေချောမွေဖို့လို့တွက်ကြတော့ရေခဲလုံးလေးတွေပါတဲ့အချွေတမျိုးမျက်စွာပြချင်းကိုမနှက်စောစောစက်ကလှူနှမ်းလိုက်ပါခင်ဗျာ